ဝင်နေဝင်နေသွားပြီ။ Oh! ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ပေးကြောင့်အသက်အဝိတ်ကြီးအများကြီးပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ဒါကြောင့်အခုဗီဒီယိုကနေရရှိတဲ့အကျိုးမြတ်မှန်သမျှကိုငလင်ပေးတဲ့ပြည်သူတွေအတွက်လူလံပေးသွားမှာဖြစ်ပြီးတော့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာအသက်တွေရောပါဝင်သွားမယ်ဆိုတာကိုအသိပေးရပါရှင်။ကျွန်တော်တို့မြန်မာနိုင်ငံမှာလွန်ခဲ့တဲ့ရက်ပိုင်းလောက်ကအင်မတန်ဝမ်းနဲ့ပူဆွေးစရာကောင်းတဲ့အင်အားပြင်းငလင်တစ်ခုဖြစ်ပေါ်ခဲ့ရကြောင်း ပျက်စီးဆုံးရှုံးမှုတွေနဲ့တိုက်စုံးမှုတွေအများကြီးရှိခဲ့ပါတယ်။ကျမတို့ရဲ့မြန်မာနိုင်ငံကငလင်ပြည့်ရွေကြီးတစ်ခုပေါ်မှာတည်ရှိနေရကြောင်းမလို့ဒီလိုမျိုးပြင်းထန်ခဲ့ရတာပါ။ဖြစ်ပြီးတာတွေကဖြစ်ပြီးသွားပြီမို့လို့နောက်နောက်ဒီလိုမျိုးစိတ်မကောင်းစရာတွေဖြစ်ပွားခဲ့မယ်ဆိုရင်အဆိုးဆုံးအခြေအနေတွေဖြစ်မလာအောင်လို့ကြိုတင်ပြင်ဆင်မှုတွေလိုအပ်ပါတယ်။ဆိုတော့ကျမတို့အနေနဲ့ဘာတွေပြင်ဆင်ထားနိုင်မလဲဆိုတာကိုသိရဖို့ငလင်တွေခဏခဏဖြစ်တတ်တဲ့ဂျပန်နိုင်ငံကိုဥပမာကြည့်ကြရအောင်ပါ။ဂျပန်နိုင်ငံကနှစ်စဉ်ငလင်ပေါင်း6,500ကနေ2,000ကြာပုံမှန်ကြုံတွေ့နေရတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ အတော်များကတော့သိငယ်တဲ့ငလင်တွေဆိုပေမဲ့တခါတည်းမှာတော့ပြင်းထန်လွန်တဲ့ငလင်တွေပြင်ကိုနောက်ဆက်တွဲဆူနာမီတွေကိုပါကြုံတွေ့နေကြရတာပါဒီလိုမျိုးနေစင်တဲ့မြငလင်ခြံကိုကြုံတွေ့နေရတာကြောင့်မလို့ဂျပန်နိုင်ငံအနေနဲ့ပျက်စီးဆုံးရှုံးမှုတွေတေဆုံးမှုတွေကတော့အများအပြားကိုရင်ဆိုင်ခဲ့ကြရတာပါဒါကြောင့်နောက်ပိုင်းမှာတနိုင်ငံလုံးအတိုင်းအတာနဲ့ကြိုတင်ပြင်ဆင်မှုတွေကိုအဆင့်သစ်လုပ်ထားရပါတယ်ဒီလိုမျိုးပြင်ဆင်ထားမှုတွေကြောင့်မလို့ပဲပျက်စီးဆုံးရှုံးမှုတွေကိုအ ਨੇ ဆုံးဖြစ်အောင်လို့တားဆီးနိုင်ခဲ့ကြပြီးတော့တချို့ငလင်တဲသေးလေးတွေဆိုလို့ရှိရင်စိတ်ပူစရာတော့မလိုတော့ပါဘူး ဒီလိုမျိုးကြတဲ့မြေစင်မှုတွေကိုဂျပန်နိုင်ငံမှာအစိုးရနဲ့ပြည်သူနှစ်ခုလုံးကပေါင်းစည်းပြီးတော့စနစ်တကျဆောင်ရွက်ကြတာကိုတွေ့ကြရမှာပါ။ဒါကြောင့်စုပေါင်းလှုပ်ဆောင်ကြတဲ့အထက်ကမှအဓိကအပိုင်းကြီး၄ခုကိုပြပြပေးသွားပါမယ်။နံပါတ်၁ကတော့အဆောက်အုံတွေရဲ့ခိုင်ခန့်မှုပါ။ငလင်တစ်ခုဖြစ်ပွားလာပြီဆိုရင်အဓိကစိုးရိမ်ကြရတာကအဆောက်အုံတွေပြိုကျပျက်စီးမှာကိုပါပဲ။ ဒီလိုမျိုးဖြစ်လာပြီဆိုရင်လူတွေလည်းပြီးသွားနိုင်တာမို့လို့ငလင်ကြိုတင်ကာကွယ်တဲ့အခါမှာဆိုရင်အဓိကအရေးကြီးတဲ့အချက်ကတစ်ခုပဲရှိပါတယ်။ဂျပန်နိုင်ငံလိုနေစင်နဲ့မြငလင်ဖြစ်နေတဲ့နိုင်ငံမှာဆိုရင်ပိုတော်မှခိုင်ခန့်နေဖို့လိုအပ်တာပါ။ဒါကြောင့်လည်းအစိုးရအနေနဲ့တိဆောက်ရေးဥပဒေကို ထုတ်ပြန်ပြီးတော့မှကြီးကြပ်မှုတွေလုပ်ခဲ့ပါတော့တယ်။ဒီဥပဒေကိုတော့ Beijing Standard အအဆောင်စံချိန်စံနှုန်းဥပဒေလို့ခေါ်ပြီးတော့မှ1950ခုနှစ်မှာစတင်ပြဋ္ဌာန်းခဲ့တာပါ။ အထူးသဖြင့်စာသင်ကျောင်းတွေစေယုံစည်းကမ်းတွေနဲ့အထက်မြင့်အဆောက်အုံတွေကိုအထူးစစ်ဆေးမှုတွေအထိပါလှုပ်ဆောင်ရတာပါမြင်တောင်လို့ဥမာတစ်ခုအနေနဲ့ပြောပြရမယ်ဆိုလို့ရှိရင်မိတ်ဆွေတို့ကဂျပန်နိုင်ငံမှာပေ40 60နှစ်ထပ်အိမ်တလုံးစောက်မယ်ဆိုပါဆိုကိုယ့်ရဲ့အိမ်ပုံစံကိုတိဆောက်ခွင့်ရတာနဲ့မိတ်ဆွေတို့လုပ်ရမှာကနိုင်ငံတော်စစ်ဆေးပြီးသားတမ်မနီဖရိန်တွေနဲ့ငလင်ကြံခံနိုင်တဲ့ကွန်ကရစ်တွေကိုဝယ်ယူရမှာပါတစ်သားအိမ်ပဲစောက်မယ်ဆိုရင်တော့ငလင်ကြံခံနိုင်စေဖို့အတွက်တန်ချောင်းတွေကိုလည်းထည့်သွင်းရတာပါပဲ။ ဒါပြီးလို့ရှိရင် foundation ကိုသတ်မှတ်ထားတဲ့အနက်အတိုင်းကျူးရပြီးတော့ဒါကိုလည်းသတ်မှတ်ချက်နဲ့ပြည့်မပြည့်ကိုစစ်ဆေးခံရအောင်ပါပါပြီးလို့ရှိရင်မြေသားစစ်ဆေးမှုတွေကိုလှုပ်ဆောင်ရပြီးတော့မှငလင်ချင်းစနစ်နဲ့တုံခါမှုဒိန်စနစ်ကိုပါထည့်သွင်းတိဆောက်ရပါသေးတယ်ဒီလိုတဆင့်ချင်းစီဆောက်လုပ်ပြီးသွားပြီဆိုရင်တော့ငလင်ချန်ခံနိုင်မှုစစ်ဆေးပြီးကြောင်းကိုအတိအမှတ်ပြုလက်မှတ်ထုတ်ပေးမှာဖြစ်ပါတယ်တကယ်လို့မလိုက်နာခဲ့ဘူးဆိုရင်ဆောက်လုပ်ပေးတဲ့ကုမ္ပဏီကလည်းတရားစွဲခံရမှာဖြစ်တယ်လို့မျိုးဆောက်လုပ်ခိုင်းတဲ့သူကလည်းငွေတန်ကြမှာမဟုတ်ထောင်တန်ကိုခံရအောင်ပါ ကျမတို့နိုင်ငံမှာကဒီလိုမျိုးဥပဒေတွေမထုံနိုင်ဘူးဆိုလို့ရှိရင်တော့ကိုယ့်ရဲ့အိမ်ကိုစောက်လို့ကလေးကမှအကောင်းဆုံးစီမံညွှန်ကြားပေးဖို့တော့လိုပါလိမ့်မယ်။ဒါမှသာကိုကိုယ်တိုင်လည်းလုံခြုံမှာဖြစ်တယ်လို့တခြားသူတွေအတွက်လည်းအန္တရာယ်ဖြစ်မှာမဟုတ်ပါဘူး။ဓာပြင်ကိုပျက်စီးမှုတွေလည်းမရှိတော့ဘူးဆိုတော့ဆုံရှုံစရာတွေလည်းမများတော့ဘူးပေါ့။နံပါတ်1ကတော့ကြိုတင်သတိပေးစနစ်ပါ။ Earthquake. Earthquake. Oh my god, it's big. ဂျပန်နိုင်ငံဆိုတာကကမ္ဘာပေါ်မှာအဆင့်အမြင့်ဆုံးငလင်သတိပေးစနစ်ကိုအသုံးပြုထားတဲ့နိုင်ငံတွေထဲကတစ်ခုပါဒီစနစ်ကငလင်ကို5စက္ကန့်ကနေစက္ကန့်30ကြာအလိုကနေပြီးမှကြိုတင်သိနိုင်ပါတယ်ဒီစနစ်ကိုဂျပန်မိုးလေဝသဌာန JMA ကနိုင်ငံအနှံ့မှာထောင်ထဲချီပြီးတော့မှတပ်ဆင်ထားတာပါပြောမယ်ဆိုရင်ဒီစနစ်ကငလင်ရဲ့ဗဟိုချက်ပြင်ရနဲ့ဘယ်နေရာတွေမှာလှုပ်ခတ်မလဲဆိုတာတွေကိုတွက်ချက်ပေးနိုင်တာပါဒီလိုတွက်ချက်လို့ရပြီဆိုရင် TV နဲ့ရေဒီယိုတွေကနေကြားဖြတ်သတင်းအနေနဲ့ကြေညာပေးပါတယ် ဖုန်းတွေမှာလည်း application တွေ down ချပြီးတော့မှသတိပေးချက်တွေလက်ခံရရှိနိုင်ပါသေးတယ်။ဒါအပြင်ကိုမိမိအနားမှာ TV လည်းမရှိဖုန်းလည်းမရှိဘူးဆိုလို့ရှိရင်တော့ဘေးကင်းတဲ့နေရာစီကိုရောက်နိုင်ဖို့လမ်းညွန်ဆိုင်းဘုတ်တွေကိုနေရာတိုင်းလိုလိုမှာတွေ့မြင်ရအောင်ပါ။ဒီစနစ်ကယထားတွေစက်ယုံတွေတအားပေးစနစ်တွေနဲ့ဓာတ်ရိုက်ထိတ်ဆက်ထားတာကြောင့်မလို့ငလင်ကိုအယုံခံမိတာနဲ့ကြပြိုင်နဲ့လေပတ်မှုတွေကအလိုအလျောက်ရပ်တန့်သွားမှာဖြစ်ပါတယ်။ဒါကြောင့်လဲမီးလောင်တာယထားပြေးလန်းချော်တာတွေကိုကာကွယ်နိုင်တာပါ။ ဒီစနစ်ရဲ့ကျေးဇူးကအခုချိန်ထိဆိုလို့ရှိရင်လူအသက်ပေါင်းများစွာကိုကယ်ထားနိုင်တော့မှာပဲ။နံပါတ်3ချက်ကတော့အသိပညာပေးအစီအစဉ်ပါ။ဂျပန်နိုင်ငံမှာတနစ်ကိုငလင်အကြိမ်ပေါင်းမနေဖြစ်ပွားနေတာဆိုတော့လူတိုင်းဒီပါငလင်ပေးအနေရဲ့အကြောင်းကိုအကျယ်တဝန်းသိထားဖို့တော့လိုအပ်ပါတယ်။ဒါကြောင့်လည်းဂျပန်နိုင်ငံရဲ့အကြောင်းသင်ခန်းစာတွေထဲမှာငလင်တွေအကြောင်းနဲ့အရေးပေါ်အခြေအနေတွေမှာလုံခြုံမှုရရှိဖို့ လက်တွေ့လေ့ကျင့်သင်ကြားမှုတွေကိုလည်းစီစဉ်ပေးထားပါသေးတယ်။မူလတန်းစတင်ခန်းတွေထဲမှာတော့မှာပဲကလေးလေးတွေကိုဗီဒီယိုတွေပုံတွင်နဲ့နားလည်လွယ်အောင်သင်ကြားပေးနေတာပါ။ဒါအပြင်ကိုလူကြီးတွေနဲ့ကဲဆယ်ရေးဝန်ထမ်းတွေအကြက်ပါလက်တွေ့လေ့ကျင့်မှုတွေသင်ကြားပြသမှုတွေကိုအမြဲမပြတ်စီစဉ်ပေးထားပါသေးတယ်။ဒီလိုစစ်စစ်မပြတ်လေ့ကျင့်ပေးထားတာကြောင့်အရေးပေါ်အခြေအနေဖြစ်လာခဲ့ရင်ကျောက်စိတ်ပို့ပြီးတော့မှဘာလို့ရမှန်းမသိဥကြောင်ဖြစ်နေကြမဲ့အစားနလင်အန်ရီကိုအကောင်းဆုံးရင်ဆိုင်တာကဘေးကင်းစေနိုင်ပါတယ်။ ကျမတို့နိုင်ငံမှာတော့ဂျပန်လိုကြီးကြီးမားမားမလုံဆောင်ပေးနိုင်ရင်တောင်လူကြီးသူမတွေအနေနဲ့ကိုယ့်ရဲ့တပည့်သားသမီးတွေကိုငလင်ပေးအနေရဲ့အကြောင်းတွေကိုပြောပြတင်ပြပေးသင့်ပါတယ်။ဒါ့အပြင်ကိုအကြောင်းတွေမှာလည်းဆရာဆရာမတွေအနေနဲ့လက်တွေ့တင်ကြားပြသတာတွေကိုကလေးတွေအတွက်လုပ်ပေးသင့်ပါတယ်။ ရရွာလူလူဖွဲ့စည်းတွေကလည်းမိမိရရွာမှာရှိတဲ့လူတွေကိုစုပေါင်းပြီးတော့ငလင်အသိပညာပေးတာတွေ၊ဆောင်ရန်ရှောင်ရန်တွေနဲ့ငလင်ဖြစ်လာခဲ့ရင်အသက်အန္တရာယ်ကြီးအောင်ဘလို့နေထိုင်သင့်လဲဆိုတာတွေကိုစနစ်တကျလက်တွေ့တင် जा ပြသပေးဖို့လိုပါတယ်။နံပါတ်၄ကတော့အရေးပေါ်တူလောင်ထားမှုပါ။ငလင်ဆိုတာကဇမနစ်လောကပင်ကြိုတင်သိနိုင်တဲ့အရာတစ်ခုမဟုတ်ပါဘူး။ဒါကြောင့်ဂျပန်တွေကပြင်းထန်တဲ့ငလင်တစ်ခုဖြစ်ပေါ်လာပြီးတော့မှပျက်စီးဆုံးရှုံးမှုတွေဖြစ်ပွားခဲ့ရင်အဆင်ပြေအောင်လို့အစားတောက်တဲ့ရေတွေကိုကြိုတင်စုဆောင်ထားကြပါတယ်။ ဒီလိုစုဆောင်းတူလောင်ထားတဲ့နေရာမှာအိနောင်စုစင်ဒေတာအစင်နဲ့နိုင်ငံတော်အစင်ဆိုပြီးတော့မှသုံးမျိုးခွဲထားပါသေးတယ်။အိနောင်စုစင်ဆိုတာကတော့မိသားစုတွေကလူရည်တိုင်းအစားအသောက်နဲ့ရေတွေကိုတူလောင်ထားတာပါ။အ ਨੇ စုံ၃ရက်စာရေတွေအစားအသောက်တွေနဲ့ဆေးဝါးစားရာတွေကိုအရေးပေါ်အိတ်ထဲထည့်ပြီးတော့မှအလွယ်တကူယူလို့ရမယ့်နေရာမှာထားထားတာပါ။ဒေတာအစ်မှာတော့လူထောင်ချီအတွက်တပတ်စာလောက်အေးဆေးစားတောက်နိုင်အောင်လုပ်ပေးထားပြီးတော့အထဲမှာကဲဆယ်ရေးပစ္စည်းတွေကိုပါအစင်သစ်ပြုလုပ်ပေးထားပါတယ်။ နိုင်ငံတော်အစ်စ်မှာတော့အရန်ကြီးမားတဲ့တူလောင်ကန်တွေကိုထားရှိပြီးဘယ်အနေအရတွေပဲဖြစ်လာဖြစ်လာအဆင်ပြေစေဖို့ပြုလုပ်ထားတာပါအထူးသဖြင့်ဒီလိုတူလောင်ယုံတွေကိုဘေကင်းစုံလို့သတ်မှတ်ထားတဲ့နေရာတွေမှာထားရှိပြီးတော့တိစောက်တဲ့အခါမှာဆိုရင်လည်းအခိုင်အခက်ဆုံးဖြစ်အောင်တိစောက်ထားတယ်လို့ဆိုပါတယ်မြန်မာနိုင်ငံမှာလည်းအိမ်အောင်စုအဆင့်တူလောင်ထားမှုကလိုအပ်တယ်လို့တော့မြင်မိပါတယ် အ ਨੇ ဆုံးတော့အရေးကြီးတဲ့စာရွက်စာတမ်းတွေနဲ့ပိုင်ဆိုင်မှုတွေကိုတီးတဲ့အိတ်လေးတစ်လုံးနဲ့ထည့်ပြီးတော့မှအလဲတကူယူနိုင်မဲ့နေရာတွေမှာတင်ထားတင်ပါတယ်။အခုကျမပြပြပေးသွားတာကတော့ငလင်တွေမဖြစ်ခင်မှာဂျပန်တွေရဲ့ကြိုတင်ပြင်ဆင်မှုတွေပဲဖြစ်ပါတယ်။ဆက်ပြီးတော့မှငလင်တွေဖြစ်ပြီးတဲ့အခြေအနေတွေမှာဆိုလို့ရှိရင်ဂျပန်တွေဘာတွေလုပ်ကြလဲဆိုတာကိုပြပြပေးသွားပါမယ်။နံပါတ်၁ချက်ကတော့ဘေးလွတ်ရာကိုအမြန်ရွှေ့ပြောင်းကြတာပါ။ငလင်တွေရဲ့သဘောကတခုဖြစ်ပြီးရဲ့နောက်တိုင်းမှာဆိုလို့ရှိရင်နောက်ဆက်တွဲငလင်တွေကိုလည်းဖြစ်စေနိုင်သေးတာပါ။ ဓာအပြင်ကိုမှရေရောက်မီးတောင်ပေါက်ကွဲတာတို့အဆောင်တွေပြိုကျတာတို့မီးရဲ့နေရာတို့နဲ့ဆူနာမီတို့ကလည်းနောက်ဆက်တွဲဖြစ်ပွားနိုင်တယ်ဆိုတာကိုလည်းအားလုံးကသိထားရမှာပါ။ဒါကြောင့်ရေရောက်ငလင်တွေအဖြစ်များတဲ့ဂျပန်မှာဆိုရင်ဓာတွေကခဏခဏကြုံခဲ့ရပြီပါပြီ။ဆိုတော့ဂျပန်တွေကငလင်တစ်ခုပြီးတိုင်းဘေးကင်းရာစီကိုအမြန်ဆုံးရွှေ့ပြောင်းကြတဲ့အကျင့်ကိုမပြတ်မကွက်လုပ်ကြရပါတယ်။ဒီလိုရွှေ့ပြောင်းနိုင်ဖို့ကလည်းအစိုးရအနေနဲ့ဒေသတော်တော်များများမှာအထူးပြုလုပ်ထားတဲ့အမြင့်နေရာတွေကယ်ဆယ်ရေးစကန်တွေကိုစနစ်တကျပြုလုပ်ပေးထားပါသေးတယ်။ ပြည်သူတွေကလည်းစီစနစ်တကျလိုင်းနာကြတာကြောင့်မလို့နောက်ဆက်တွဲအနေရဲ့ကြုံရမှုကအလွန်ကုန်မှနေပါပါတယ်။နံပါတ်၄ချက်ကတော့အစိုးရရဲ့ကြိုးပမ်းမှုပါ။ငလင်ဖြစ်ပြီးတဲ့နောက်မှာဆိုရင်အစိုးရတစ်ဖွဲ့လုံးကလည်းအလုံများကြရပါပြီ။ကိုကြီးကစရဲတွေနေရာအနှံ့ပို့ဆောင်ပြီးတော့မှကယ်ရမယ့်လူတွေကိုကယ်ထုတ်ပေးတာ။ပြိုကျထားတဲ့နေရာတွေကိုရှာဖွေရေးလုပ်တာတွေကိုမိနစ်ပိုင်းတွင်မှဆောင်ရွက်ရတာပါ။ပြိုကျပျက်စီးမှုတွေရှိခဲ့လို့ရှိရင်လည်းအချိန်တိုတွင်ပြန်လည်တည်ဆောက်မှုတွေကိုဆောင်ရွက်ပေးပါသေးတယ်။ နိုင်ငံတော်ဆင့်တူလောင်ယုံတွေကနေရိခါတွေကလည်းလိုအပ်နေတဲ့နေရာတွေစီကိုအဆက်မပြတ်ပို့ဆောင်ပေးနေမှုတွေကြောင့်မလို့ပြင်းထန်လွန်တဲ့ငလျင်ဖြစ်ပေါ်ခဲ့လို့ရှိရင်တောင်မှပဲအစားတောက်ပြက်လက်ခြင်းတော့မရှိခဲ့ပါဘူး2012ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ငလင်နှုံးကဆိုရင်ငလင်ပီပီချင်းမှာပဲချက်ချင်းဆိုသလိုဆူနာမီလိုင်းတွေကဖြစ်ပေါ်လာပြီးတော့မှအသက်အိုးအိမ်များစွာဆုံးရှုံးခဲ့ရပါတယ်။ဒါကြောင့်ရပ်ပိုင်းအတွင်းမှာဘေကင်းဆုံ2000ကျော်ကိုစောက်လုပ်ပေးခဲ့ရပါတယ်။ဒါအပြင်ကိုပြန်လည်ထူထောင်ရေးအတွက်ငွေမြောင်များသုံးစွဲခဲ့တာကြောင့်မလို့ ပြန်လည်နလန်ထူဖို့ကအချိန်လပိုင်းလောက်ပဲလိုအပ်ခဲ့ပါတယ်။နံပါတ်3အချက်ကတော့အခြေခံကဏ္ဍတွေကိုပြန်လည်ထူထောင်ရတာပါ။ဂျပန်မှာငလင်ဖြစ်ပြီးတဲ့အခါတိုင်းအခြေခံကဏ္ဍတွေကိုစစ်ဆေးကြရပါတယ်။အခြေခံကဏ္ဍတွေဆိုတာကလျှက်စစ်ရေနဲ့လမ်းမဆက်သွယ်ရေးတွေကိုစိုးလို့တာပါ။ဒီကဏ္ဍတွေဟာနိုင်ငံတစ်ခုလေပတ်နိုင်မှုအဓိကအခြေခံအကျဆုံးအရာတွေမို့လို့ပါ။ငလင်ကြောင့်လျှက်စစ်မီးတွေပြတ်တောက်သွားခဲ့ရင်အချိန်တိုတွင်းပြန်လည်ရရှိအောင်လို့ပြုပြင်ကြရပါတယ်။ဒါ့အပြင်အရေးပေါ်မီးစက်တွေကိုဆေးရုံနဲ့ကဲဆယ်ရေးစကန်တွေမှာလည်းထောက်ပံ့ပေးထားပါသေးတယ်။ 2011ခုနှစ်တုန်းကဆိုလို့ရှိရင်ပြင်းထန်တဲ့ငလင်နဲ့နောက်ဆက်တွဲဆူနာမီကြောင့်နိုင်ငံရဲ့၃ပုံ၂ပုံလောက်ကလျှက်စစ်မီပြတ်တောက်ခဲ့ရပါတယ်။ဒါပေမဲ့အချိန်၂ရက်၃ရက်လောက်ပဲကြာလိုက်ပြီးတော့မှပုံမှန်အတိုင်းမီးပြန်လဲရရှိခဲ့တာပါ။ဓာတ်ပြင်ကိုလမ်းမဆက်သွယ်ရေးတွေပျက်စီးခဲ့လို့ရှိရင်လည်းအများဆုံးပြန်ပြင်ပေးနေရပါ။ကယ်ဆယ်ရေးတွေနဲ့နေရာရွှေ့ပြောင်းမှုတွေအတွက်လမ်းမဆက်သွယ်ရေးကအရေးကြီးတာကြောင့်မလို့ဒီရာကိုလည်းဦးစားပေးလှုံ့ဆော်တင်တယ်လို့ဂျပန်ဆိုရကသတ်မှတ်ထားပါတယ်။ဒါပေမဲ့ချက်ချင်းမပြင်းစင်ပေးနိုင်တဲ့အခြေအနေတွေရှိခဲ့လို့ရှိရင်လည်း ကယ်ဆယ်ရေးတွေကဟယ်လီကော်ပတာတွေနဲ့ရိခါ၆ပတ်မှုတွေကိုပေးနေတာပါဂျပန်နိုင်ငံမှာတော့နှီးပညာတွေမြင့်မားတာနဲ့စီမံမှုအားကောင်းတာတွေကြောင့်ပြန်လည်ထူထောင်ရေးကရသက်သက်ပဲလောက်ပဲကြာမြင့်တာဖြစ်ပါတယ်။နံပါတ်၄ကတော့ပူပေါင်းဆောင်ရွက်မှုပါ။ဂျပန်နိုင်ငံမှာငလင်ဘေးတစ်ခုကြုံရတိုင်းအစိုးရပြည်သူနဲ့နိုင်ငံတကာကပူပေါင်းဆောင်ရွက်မှုအားကောင်းကြပါတယ်။အစိုးရတွေကလည်းစနစ်တကျညွန်ကြားမှုတွေရှိပြီးတော့သူတို့လှုပ်ပေးနိုင်သမျှလှုပ်ပေးနေကြတာပါ။ဒါအပြင်ကိုနိုင်ငံတကာအကူအညီတွေကိုလည်းအမြဲတမ်းကြိုဆိုနေပြီးတော့ လိုအပ်တာတွေကိုလည်းအတူတူပူပေါင်းဆောင်ရွက်ပေးပါသေးတယ်။ပြည်သူတွေအနေနဲ့ကလည်းကယ်ဆယ်ရေးတွေမရောက်ခင်မှာဆိုရင်အချင်းချင်းကူညီတာစားတောက်စရာတွေကို မျှဝေပေးတာနဲ့ငလင်ကြံကိုမျှဝေခန်းစားရင်းနဲ့မှနေထိုင်ကြပါတယ်။ဒါအပြင်ကိုစိုင်းတွေနဲ့အိမ်တွေမှာဆိုရင် လူသူမရှိတာတောင်မှခိုးယူလူရက်တာတွေမရှိဘဲနဲ့စီကံတကြနေထိုင်ကြတာပါ။ရှိတဲ့သူတွေကလည်းမရှိတဲ့သူတွေကိုခေါင်းဖုံဖြတ်တာတွေမလုပ်တဲ့အပြင်ကိုအလကားတောင်မှမျှဝေသုံးဆွဲကြပါသေးတယ်။ တိတဲ့သူကလည်းမတိတဲ့သူကိုလမ်းညွန်ပြတာပြီးတော့မှအတူတူလက်တွဲခေါ်ဆောင်သွားတာတွေကြောင့်ငလင်ဖြစ်ပြီးတဲ့အချိန်မှာဆိုလို့ရှိရင်စိတ်သက်ကြတာတွေပါတွေကရှားပါတယ်။ဒါအပြင်ကိုငလင်ဘေးအန္တရာယ်ကြိုတင်လေ့ကျင့်ထားမှုတွေကြောင့်မို့လို့လူတိုင်းကစေတနာဝန်ထမ်းလုပ်နိုင်ကြပြီးတော့အားနေတဲ့သူတွေကလေးတငယ်တွေနဲ့တကြီးရွယ်အိုတွေကိုဘေးကင်းရာစီရအောင်လို့ပို့ဆောင်ပေးနိုင်ခဲ့ကြပါတယ်။အချင်းတွေညီသက်သွားရင်လည်းအမိုက်ရှင်းလင်းရေးကိုအတူတူပူပေါင်းလှုပ်ဆောင်ကြတာကြောင့်မလို့ခဏလေးအတွင်းမှာဂျပန်နိုင်ငံကပြန်လည်ထူထောင်မှုအတွက်ကိုလွယ်ကူခဲ့တာပါ။ ဒါပေမဲ့ကျမတို့ရဲ့နိုင်ငံမှာတော့ဆိုးရွားလာတဲ့အခြေအနေမှာလောဘတားကောင်တွေရဲ့ဈေးတင်ရောင်းတာတွေခေါင်းပုံဖြတ်အမျက်စားနေတာတွေကြောင့်ဒုက္ခရောက်တဲ့လူတွေအများကြီးရှိနေတာကိုမြင်ရတော့တကယ်စိတ်မကောင်းမိပါဘူးဒီလိုအချိန်မှာဆိုလို့ရှိရင်အချင်းချင်းကတယောက်ကိုတယောက်ကူညီဖေးမကြရင်နဲ့ပုံမကောင်းမွန်တဲ့အနာဂတ်တစ်ခုကိုဖန်တီးဖို့လိုအပ်နေရပါဒါကြောင့်လူသားချင်းကိုချင်းစာစိတ်မွေးပြီးတော့မှတယောက်ကိုတယောက်ကူညီပေးကြဖို့ကိုတိုက်တွန်းလိုက်ပါတယ်ရှင်နံပါတ်5အချက်ကတော့သင်ခန်းစာယူတတ်ဖို့ပါ ဂျပန်နိုင်ငံဆိုတာကနှစ်ဆင်တဲ့မြငလင်တွေဖြစ်နေတယ်ဆိုတာကိုအားလုံးလည်းသိပြီးသားဖြစ်မှာပါဒီလိုမျိုးအကြိမ်ပေါင်းမနဲ့ကြုံတွေ့ရတဲ့ဂျပန်နိုင်ငံအားဆိုလို့ရှိရင်ငလင်တစ်ခုပြီးသွားတိုင်းမှာသူတို့ရဲ့လူဝဲချက်တွေကိုပြန်လည်သုံးသပ်ကြပါတယ်ထင်ရှားတဲ့ဥပမာတွေကတော့1923ခုနှစ်ကဖြစ်ပွားခဲ့တဲ့ငလင်မှာဆိုရင်အိုးအိမ်ပေါင်းများစွာကိုပျက်စီးစေပြီးတော့လူတွေအများကြီးပျက်စီးမှုတွေအောက်မှာအသက်ပြောက်ခဲ့ကြရပါတယ်။ဒါကြောင့်တိဆောက်ရေးဥပဒေအစ်စ်တွေရေးဆွဲပြီးတော့မှ1950ခုနှစ်မှာ တိဆောက်ရေးစံချိန်စံနှုန်းဥပဒေကိုပြဋ္ဌာန်းခဲ့ကြတာပါဒီပညာတွေကိုလည်းအမြဲတမ်းကြိုးစားအောင် လုပ်နေပြီးတော့သဘာဝဘေးရန်နေရတွေဖြစ်လာခဲ့လို့ရှိရင်ကာကွယ်ဖို့အသုံးချနေကြဆဲပါပဲအခုချိန်ကြီးလည်းအစိုးရအနေနဲ့ပုံမကောင်းမွန်တဲ့ကာကွယ်နည်းတွေကိုရရှိနိုင်မှုအတွက်ကိုသုတေသနတွေပြုလုပ်နေပါတယ်ဒီလိုမျိုးအဖက်ဖက်ကပြည်သူနဲ့အစိုးရပူးပေါင်းဆောင်ရွက်မှုတွေကဂျပန်နိုင်ငံအတွက်တာမန်ငလင်တဲတဲလေးတွေဆိုလို့ရှိရင်ဂယုဆိုင်စရာတောင်မလိုတဲ့အထိကိုလုံခြုံမှုပေးနေတာပါ ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းမကြသေးခင်ကပဲငလျင်တစ်ခုအပြင်းထန်ဝင်ရောက်လာခဲ့တာကြောင့်မလို့ပျက်စီးဆုံးရှုံးမှုတွေအများကြီးနဲ့ရင်ဆိုင်နေကြရတာပါဂျပန်နိုင်ငံလိုကြိုတင်ပြင်ဆင်မှုတွေအားနည်းခဲ့ကြပြီမယ်ဒီလိုမျိုးအချိန်မှာဆိုရင်တအူးနဲ့တအူးဖေးမှကူညီကြရင်နဲ့ပြန်လည်ထူထောင်ရေးကာလတွေမှာကိုတက်ဆန်းတလောက်ကူညီပေးတင်ပါတယ်ဒီလိုမျိုးကူညီပေးရတဲ့လူတွေကဆိုလို့ရှိရင်လည်းမနေမနော်ရှိနေကြပြီးတော့မြန်မာတွေရဲ့စီလုံးမှုကိုမြင်တွေ့ရတာကြောင့်မလို့အချိန်ခဏလေးအတွင်းပြန်လည်ထူထောင်နိုင်မှုယုံကြည်ပါတယ်အစိုးဆုံးအချိန်တွေကိုအတူတူရင်ဆိုင်ပြီးတော့မှ အကောင်းဆုံးအနာဂတ်တွေကိုပုံဖော်နိုင်ကြပါစေလို့အဆုမကောင်းတောင်းပေးနေတဲ့ကျမတို့ရဲ့ဗီဒီယိုလေးကိုအဆုံးသတ်ပလိုက်ရစေရှင်။